အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့အလောင်းတော် Negro တာရွှေသမင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ရေလွန်လေးပြီးရဲ့ခါကဖယားလောင်းတော်ဟာတမင်မျိုးနိုင်ပြိဋ္ဌရီရခဲ့တဲ့ အမိဝဲမှာဖွာမြင်သေးရှိသောရွှေအစင်းနဲ့တူသောအစင်းရှိရင်မျက်လုံးတို့ဟာဗရမများနဲ့တူကုန်နေဥချိုတို့ဟာငွေပန်းဆိုင်စင်နဲ့တူတယ် မျက်နာတော်လဲဏီတော်ကပလာအနုနဲ့အစင်းတရန်တူတဲ့လက်ချီအပိုင်းချတို့ကချစ်ရီတို့နဲ့စိုးအပ်ကုန်ကြကြဲတို့ရှိတယ်။မိဆန်ကစာမရီရဲ့မိမိဆန်ကဲတို့ရှိတယ်။ထိုအလောင်းတော်ရွှေသမီးရဲ့ကိုယ်တည်းဟာကြီးထွားတမ်းမာလေးတဲ့ငင်းငယ်တို့ရဲ့အတိုင်းအရှိရှိရဲ့ဒီလိုနဲ့နီဂေါတာအမိရတဲ့အလောင်းတော်ရွှေသမီးဟာတမင်ပေါင်း900ကိုချမ်းရလျက်တောနိုင်နေခဲ့တာပေါ့။ ထိုနီဂေါ်ဒချွေသမင်းရဲ့အနီးပါ၌ပင် အလောင်းတော်ရဲ့ဤသူချွေရန်တင်းမင်း900နေတကွာနေသောတာခာမိကအမိရှိတဲ့သမင်းလည်းရှိပါတယ်။ရှင်တာခာမိကသမင်းဒီလဲအလောင်းတော်နီဂေါ်ဒသမင်းကဲ့သို့ပင်ရွှေရစင်းနဲ့တူလေးတယ်။ဗြမ္မာဒမင်းဟာတားသက်ချင်းအမှု၌ဝါသနာကြီးလေးရှိရဲ့အမဲဟင်းညာနဲ့ကင်ရီပွဲတော်တီလေးမရှိတော်နေစနပုတ်သားတို့ဟာတားကောင်လက်ရမှပစ္စည်းကားရှိနေသောမိမိတို့၏ယာကင်များအတွက်မခံမရနိုင်ဖြစ်ရတဲ့ ဒါကြောင့်သားကောင်သောသမင်းတို့အားမိမိတို့၏ယာကင်းများနှင့်ဝေယာအယံ၌ဥယင်တစ်ခုပြု၍တိမ်ကြုံမောင်းတွင်ပြီးနောက်ဗမရတ်မင်းထံသို့အနှင်းကြ၏ထိုဥယင်အတွင်မှရွှေစင်းကဲ့သို့တင့်တဲသော အလောင်းတော်နိဂောဒသမင်း၏အချွေအယံနှင့်တာခာမိကနှင့်အပေါင်းပါဖော်တို့လည်းသွတ်သွင်းမိရှိကြတာပေါ့ ပြမရံမင်းကြီးဟာတမင်များစားတော့ရန်အတွက်မြက်တတိရေခံနဲ့တကွာစုံလင်တင်းနေစွာရှိနေသောတမင်များရှိရာဥယင်ချံတွင်သို့နောက်လိုက်စတော်ချက်တွင်နေတူရောက်ရှိလာ၏။ပြမရံမင်းကြီးဟာရွှေရစင်းနှင့်တူသော အလောင်းတော်နီရောတာတမင်အား၎င်း၊တာခာမိကတမင်ကို၎င်းမြင်သောအခါထိုချစ်ွယ်တမင်၎င်းကိုဘေးမဲ့နေစေ၍ကြံတမင်အုပ်အတွင်သို့လေးပြင်းပြတွင်ကဟင်းစားဖြင့်ဖမ်းယူလေတဲ့။ဤသို့သောနီဖြင့်နေစဉ်တကောင်ကြစီဖမ်းလေတော့တဲ့။ ဥယျာဉ်တွင်မှရှိတဲ့သမင်တွေဟာနေစဉ်ကြောက်လန့်တကြားတိုးဝင်ပြေးလွာရတာကြောင့်တေချေကျိုးပဲ့မှုတွေများလာတယ်။အလောင်းတော်နီဂရတာသမင်မင်းနဲ့တာခါမီကသမင်တို့ဟာတောင်းနှုတ်ကနဲ့တနေတကောင်စီအလဲကြားဟင်းစားအဖြစ်ဖမ်းရန်အလားစင်နီတုံထဏအလဲကြားလဲစင်းပေးဖို့သဘောတူလိုက်ကြတာပေါ့။ဒီနေ့မှာတော့တာခာမီကတမင်အုပ်စုကကုံဝင်ဆောင်တမင်မတကောင်ဟာသူ့အလှဲ့ကြရောက်တာကြောင့်တာခာမီကတမင်ထံကိုသွားပြီးကျွန်ုပ်အလှဲ့ကိုလွန်ခွင့်ပေးပါ မွေးဖွားပြီးသောအခါမှနှစ်ဦးစလုံးဤအလဲကိုဆောင်ပါမိတယ်။တင့်အစာမိသူကိုမှမသေးစေနိုင်ပါ။မွေးဖွားလူလူရှိရှိဖြစ်နေပြီတဲ့။တမင်မဟာအကြံမဆောင်၍တာဂမိကတမင်ခံကခွာပြီးအလောင်းတော်နီတော်ဒတမင်ထံကိုချင်းကပ်ပြီးတောင်းပန်ပြန်နေ။အလောင်းတော်ဏီကောဒသမင်းမင်းဟာပကတိစိတ်သက်ကပင်သရဝါများတို့ကိုတနာချစ်ခင်နဲ့စိတ်ရှိရာကြောင့်တသက်မကနှစ်သက်မြတ်တရားမဲ့အရေးကိုမျှော်တွဲပူပန်လျက်ကောင်းပြီ အခြားသူတွေကိုအလှဲ့မပေးငါသည်တင်ကိုစားအလှဲ့ပေးပြီးစင်းဒီလုံးထက်၌လဲကိုဆင်းပြီးတော့အန်လိုဆိုပြီးတမေမကိုချမ်းသာပေးလိုက်တယ်။ဗြမရံမင်းကြီးရဲ့စတော်ချက်ဟာအလောင်းတော်နီဂေါတာတမေမင်းကိုစင်းဒီလုံးထက်၌လဲဆင်းပေးနေတာကိုတွေ့ရတဲ့အခါမတက်ပဲမင်းကြီးထံကိုဝင်ရောက်လျှောက်တင်နေ။မင်းကြီးလည်းယထာနဲ့အလျင်မြန်လိုက်လာပြီးနီဂေါတာတမေမင်းလည်းအဖြစ်မှန်ကိုရှင်းပြဖြေကြတာနဲ့ဗြမရံမင်းကြီးဟာ အသင်နှင့်ကိုဝင်ဆောင်သမင်မအားအသက်ချမ်းသာစေပါမည်ဟုဆိုတော်လဲအလောင်းတော်ဏီဂေါဒရွှေသမင်မင်းရဲ့တောင်းဆိုချက်ကြောင့်နောက်ပါသမင်အလုံးတို့ကိုပါအသက်ချမ်းသာပေးလိုက်တော်၏အလောင်းတော်ဏီဂေါဒသမင်မင်းဟာမင်းကြီးကိုဆက်လက်ပြီးမြတ်တော်မင်းကြီးနောက်ပါသမင်များအဖို့တွင်တာမကအလုံးတော်သားသမင်များနှင့်အခြားချင်းလေးကြောင့်တော်ဝါတို့ကိုဖမ်းဆီးတပ်ဖြတ်ခြင်းကိုမပြုပါလေထို့တော်ဝါတို့အသားများကိုစားသုံးခြင်းမှရှောင်ကျဉ်တင်ပြီးသည် တင်မင်းကြီးသည်ယနေ့မှစ၍ငါးပါးတီလာကိုခါဝတ်ပစိုးကဲ့သို့ငဲမြန်စွာစောင့်ထိန်ခြင်းပြုပါလေလို့ပြောဆိုဆုံးမတော်မူ၏ဒီလိုနဲ့နောက်ပါသမင်အပေါင်းတို့လည်းလွတ်လပ်စွာနဲ့နေစဉ်မှုကြောင့်သမင်အများတို့ဟာစိုက်ခင်ပြိုခင်တွေကိုဝင်ရောက်စားတော့ဖြစ်စည်းကုန်ရှိကြတယ်သူအခါတောနေလူတို့ဟာမခံမရနိုင်ဖြစ်ကြပြီးမြမရမင်းကြီးထံကိုစုဝေးရောက်ရှိလာကြရင်တမင်ဝင်ရောက်ဖြစ်စီတဲ့အကြောင်းကိုရှောက်ထားကြပြန်နာပုံမင်းကြီးကလည်း ငါသည်နေခေါ်တာတမင်အားကြည်ညိုသည်ဖြစ်၍ဘေးမဲ့ဖြစ်ပေးခဲ့ပြီးသည်ငါမူလည်းထိနှက်စွန့်တော်အံပေးခဲ့သောကတိကိုမဖြန်နိုင်နှင့်ထိုစကားကိုအလောင်းတော်နေခေါ်တာတမင်မင်းကြားတဲ့အခါတမင်များကိုစုယုံခေါ်ယူ၍လူတို့ဤစိုက်ပျိုးသီးပင်တွေကိုမစားကြမဖြက်စီးကြကုန်လေတော်နိုင်အလေးကြပေါသောအပင်တို့မှအသီးရွက်များကိုသာစားတော့ကုန်ကြလောလို့ဆိုဆုံးမာရာကြောင့်ဗျမရံမင်းကြီးနဲ့လူတို့ဟာ၎င်း တောသမင်တို့သည်၎င်းချမ်းသောအင်းကြီးစွာနှင့်နေကြရပါတော့တည်းကွယ်အခုဒီဆက်ပင်မှာကတော့သူများမကောင်းချမ်းကိုဘေးတန်းဆိုရဲပုံမြင်လေးပဲဖြစ်ပါလိမ့်ရှင်။ရှင်းလို့လေးပြီးတဲ့အခါကဘာယာနတိပြီမှာဖြမန္တမင်းမင်းပြုတ်ခဲ့တယ်။သူကခါဒေဝတ္တလောင်းဟာမြောင်မျိုးနဲ့ဖြစ်ပြီးတော့မြောင်အပေါင်းတို့ကိုဦးဆောင်ပြီးဟိမဝေနာတော်မှာနေထိုင်ကြ යි ။ ဒေဝဒတ်အလောင်းမြောင်မင်းဟာမိမိနဲ့ရရှိမွေးဖွားလာတဲ့မြောင်ငယ်တို့အရွယ်ရောက်လာလို့ကိုလုံးနဲ့တကွာကြံ့ခိုင်ထွားကြည်လာခဲ့သောမိမိအား၎င်းဗလာအားကိုပြုလျက်မိမိနေရာကိုလူယူမိဆိုတာကြောင့်မြောက်သားငယ်တိုင်းမွေးဖွားပြီးစဉ်ငယ်စဉ်မှာပင်ငွေရှိကိုသွားရည်နဲ့ကြိုက်ဖောက်ထုတ်ပြလေရှိတယ်တနေ့တော့ခါမတော့ဗုဒ္ဓဂေါတမအလောင်းတော်ဟာထိုဒေဝတအလောင်းမြောင်မင်းနဲ့၎င်းသောမြောက်ရဲ့ဝင်း၌ပြိတ္တိဆွဲတည်ခဲ့တယ် ထိုအခါမြန်မာကမိမိကိုဝင်ရှိနေကြောင်းကိုသိတာနဲ့တပြိုင်နက်မိမိကိုဝင်ကိုစောင့်ရှောက်ထိန်းသိမ်းလိုတာနဲ့တခြားတနေရာမှာရှိတဲ့တောင်ချင်းရင်ကိုတကောင်းလေးတွားရောက်နေထိုင်ခဲ့ကိုဝင်ရင်မာလာတဲ့အခါဖရာအလောင်းမြောက်သားငယ်ကိုဖွားမြင်ခဲ့တယ်။ဒီလိုနဲ့ဖရာအလောင်းတော်ကြီးပြင်းလာခဲ့တယ်။ထို့အတူလိမ္မာရေးကြောင်းရှိသလိုခွန်အားပလနယ်လည်းပြည်စုံနေတနေသောအခါမှာတော့အလောင်းတော်ဟာမိရင်မြောင်းမကြီးကိုငါဤအဖဒီကအဖေမာနီလို့မိတယ် အမောင်ကြီးအဖာသည် ထိုမိသောတောင်ချင်းရင်၌မြောက်အပေါင်းတို့ကိုဥဆောင်လျက်ရှိ၏အတော်ဆိုလျင်မိခင်ငါအားအဖထံသို့ပို့ဆောင်ပေးပါလောဟုဆိုသောအခါမိခင်မြောက်မကြီးကအဖထံကိုသွားရန်မတင်ကြောင်းနှင့်ယုံရင်ကြံတန်းရက်ဆက်မှုများကိုပြောပြခဲ့သည်အလောင်းတော်ကမစိုးရင်ပါလေမိခင်အဖထံတို့သာငါအားဆောင်ပါလေအဖအကြောင်းဆုံးများအားငါသည်တိပါအန်းလို့ဆိုရဲ့ မိခင်ဟာတားလောင်းတော်ကိုခေါ်ပြီးဒေဝဒတ်မြောက်မင်းထံကိုလာခဲ့တယ်။ထိုအခါဒေဝဒတ်အလောင်းကမိမိရဲ့တားကိုမြင်လင်းမြင်ချင်းဤမြောက်ငယ်ကြီးခဲ့သောငါဤမြောက်အပေါင်းတို့ကိုဦးဆောင်မှုပြုပေးတော်မူ။ထို့ကြောင့်ယခုပင်လျင်တက်အံသည့်လဲကို ဖြစ်ညေ၍အသက်ကုန်ခြင်းကိုရောက်စေမည်ဟုကြံစီပြီးရဲ့နောက်အမလာလော့ဤကာလတန်အောင်အဘယ်သို့အရက်သို့သွားပြီသည်နည်းလိုသွေးဆောင်ခေါ်ယူ၍ကြံစီထားတဲ့အတိုင်းလဲကိုဖြစ်ညင်နေရအလောင်းတော်ဟာ ရှင်ပြောင်အားကိုဆောင်နိုင်သူဖြစ်တာကြောင့်မိသွေးများပဲမဖြစ်ခဲ့ချင်းအလောင်းတော်ကဒေဝတာအလောင်းမြောင်မင်းသားလည်းရင်အလောင်းတော်နှိမ့်လုံးများနဲ့အယိုးတွေမုံဝကြည်မတဲ့နာကျင်စွာခံစားလိုက်ရတယ်။ဒေဝတာအလောင်းဟာဤသို့သောနည်းနဲ့မရနိုင်မှန်းသိတဲ့အခါဥပေတံမြင့်နဲ့တပ်ဖို့ကြံစည်ပြန်နေအနီးမှာဘလူးဆောင်တဲ့ရေကန်တကန်ရှိရဲ့ရေကန်တွင်းမှာကြမျိုးငါးပါရှိရဲ့ရေကန်တွင်းကိုဆင်းသူမှန်သမျှကန်ဆောင်ဘလူးကဖမ်းယူစားတော့လို့ရှိရဲ့ ထိုနည်းအားဖြင့်တည်စီလိုတာကြောင့်ဒေဝဒတ်လောင်မြောင်မင်းကတားမောင်ငါကအိုမင်းနေပြီပြီယနေ့ပင်မြောက်အပေါင်းတို့ကို ကြည်မှုအောင်ချုပ်ရင်တင့်အားပင်မင်းပြုစီတော်မီတို့ကြောင့်အမောင်ရေကန်တို့တော်ကကုမှုဒရာကြာဘရုံမကြာဩပလကြာဤကြာသုံးမျိုးကိုဆွယူခဲ့ပါချီလို့လို့စီခိုင်နေစီခိုင်နေတိုင်းအလောင်းတော်ကတော့ရောက်လေတယ် အလောင်းတော်မြောင်ရေကန်ကိုရောက်တဲ့အခါကြာပန်းတွေကိုအလင်းစလိုကူးဆူခြင်းမပြုသေးပဲအစင်းအတက်ထက်ဝင်းကျင်ချင်းတွေကိုကြည့်ရှုစစ်စစ်လေလာ၏အရင်နောက်ဤကြာကန်အတွင်းသို့တက်တော်ချေရမရှိဆင်းတော်ချေရသာရှိ၏ဤရေကန်တွင်တားစားကျူသောဘလူအမှန်ရှိချိန်မီငါအဖသည်ငါအားသေးစေလိုသောကြောင့်စိတ်ခိုင်းသည်ဖြစ်ရာရေ၌ဆင်း၍ကူးရန်မတင်လို့ဆင်ကျင်တွေ့တော်ပြီး မိမိ၏အစွမ်းနဲ့မိမိ၏ကိုယ်ကိုရေနဲ့မထိစေဘဲလေးအဟုတ်နဲ့ကောင်းငင်ထဲခုံ၍ကြာကံကို ရေကံတစ်ဖက်တစ်ဖက်ကူကားကြာပန်းတစ်မျိုးပြီးလျင်တစ်မျိုးခူးဆွခြင်းနဲ့အလိုရှိသောကြာပန်းသုံးမျိုးကိုရရှိလာခဲ့သည်။ထို့သောစွမ်းဆောင်နိုင်သောအလောင်းတော်မြောင်ငင်အားရေကံဆောင်ဘလူကြီးကအံ့ဖွယ်တရေရှိသောယောက်ျားကောင်ဖြစ်ပြီးသည်ငါဤအာနာတည်စေနိုင်သည့်ရေတို့များမစင်းမူပဲကောင်းငင်ထမှနေ၍အလိုရှိရာကြာပန်းတို့ကိုခိုးယိုနိုင်စွာရှိပေသည်လို့ ကြီးမွန်ပြီးဂျေကန်တွင်းကတလားကအလောင်းတော်မြောက်ထံကိုလာတယ်။အိုးမြောက်မင်းဤလောက၌မြတ်သောလုံလားနှင့်ပြည့်စုံပြီးစွာဤကြောပန်းမြတ်ကိုအဘယ်အကျိုးငါဆောင်ပြီးတနည်းလိုမေးမြန်းနေ။မြောင်ဖရာလောင်းမြောက်မင်းကလည်းငါအဖသည်ငါအားမင်းပြုစီလိုဤထိုအကြောင်းကြောင့်ဆောင်ပေးသည်တဲ့။ဂျေကန်ဆောင်ဘလူကြီးကအတင်ခဲ့သောယောက်ျားမြတ်သည်ကြာပန်းတို့ကိုကိုရန်ယူဆောင်ခြင်းကမတင်ပါငါသည်ပင်ယူဆောင်၍ပို့ပေးပါအဲ့လို့ဆိုလျက် ကြာမန်းများကို အလောင်းတော်ရှိရာအရက်တို့တဲဆောင်၍လိုက်ပို့ပေးသည်ဒေဝရအလောင်းမြောင်မင်းဟာထိုသူအောက်ကျန်တော်လဲအလောင်းတော်မတည်တဲ့အပြင်နောက်ပားမှာကြာမန်းတွေကိုပွေပိုက်ပြီးလိုက်လာတဲ့ဘလူးကြီးကိုပါမြင်တွေ့သွားတာကြောင့်ယခုအခါငါသေးစီလို့တော့မြောင်ငယ်ကမတည်ငါသာလျင် ဖြည့်စည်းရချီတော့မီလို့အောင်မီမီရာနဲ့တပြိုင်နက်နှလုံးခုနှစ်စိတ်ကွဲကအသက်ကုန်ခြင်းကိုရောက်ပါတော့တဲ့ကွယ် ထိုအခါကြံရှိရဲ့မြောက်ပေါင်းတို့ဟာစီဝေးကုန်ကြပြီးဂေါရမဘုဒ္ဓဖျားရှင်အလောင်းတော်မြောင်ငယ်ကိုမင်းအဖြစ်တင်မြောက်လိုက်ကြပါတော့တဲ့ကိုအခုဒီဇာပင်မှာကတော့ဤခွေကြောင့်စက်ဖတို့ဤအောင်ပွဲဆိုရဲပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။တခါကဂျာမနီနိုင်ငံဗရီမင်မျိုးနယ်မနီမဝေတောရကလေးတရွာမှာယာသမားတအူရှိခဲ့တယ် ရှားသမားမမီးတကောင်ရှိရာထိုမီးဟာနှစ်ပေါင်းများစွာတိုင်အောင်သူ့တခင်ရဲ့အလုပ်တွေကိုလုပ်ကင်ပေးခဲ့တယ်။မီးဟာတနည်းများနားရသည်မရှိများအလွန်လေးလံလာတဲ့ဂျုံတီးနံအိတ်တွေကိုဂျုံမောင်းကျိတ်ဆက်ရုံကိုတည်ဆောင်ပို့ပေးရတယ်။မီးဟာငယ်ရွယ်စဉ်တုန်းကဂျုံတီးနံအိတ်တွေကိုတည်ပိုးနိုင်တော့လေအသက်အရွယ်အိုမင်းလာတဲ့အခါမှာတော့ဂျုံအိတ်တွေကိုမတည်ပိုးနိုင်တော့ဘူးပေါ့။ဒါကြောင့်ရှားသမားဟာမီးကိုကြီးကိုသူ့ထံမှာဆက်လက်မထားလို့တော့ဘူး။ မြေရော်ကြီးငယ်စဉ်ကသူ့အားအလုပ်ကျွေးပြုခဲ့တာကိုသတိမရတော့ဘူးသူ့အတွက်အတုံးမဝင်တဲ့မြေရော်ကြီးကိုဆက်ရွယ်မကြွေးထားချင်တော့ဘူးမြေရော်ကြီးဟာသူ့တခင်ကသူ့ကိုမလိုချင်တော့မန်ရှင်မိတာကြောင့်သူ့တခင်ရာသမားအေးရဲ့အိမ်ကနေထွက်ခွာသွားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်မြေရော်ကြီးဟာဂီတကိုနှစ်သက်တဲ့မြေရော်ကြီးဖြစ်တယ်ဂီတသမားလည်းဖြစ်ချင်တယ်ဖရီမင်ကဲ့သို့ကြီးမားတဲ့မြို့ကြီးမှာတူရီယာခွဲရှိနိုင်တယ်လို့တွေးမိသွားတယ် ဂျူရီယာအဖွဲ့ကဂီတသမားတွေနဲ့ဆက်သွဲပြီးသူ့ဘဝသူကြောင်းမယ်လို့ဆိုတာမီယိုဂျီကဘရီမေမျိုးကိုထွက်ခွာလာခဲ့တယ်။လမ်းခရီးမှာမီးဟာလမ်းမေးတနေရာမှာခွေးဟိုဂျီတကောင်ကိုတွေ့မြင်နေ။ခွေးကမောပန်းနွမ်းနဲ့ဟန်ရှိတယ်။တနေရာကနေပြေးလာတာကြောင့်မောပန်းလိုက်လောပြီးတော့လဲလျောက်နေခြင်းပေါ့။မီးကခွေးဟိုဂျီကိုအတင်ဘာဖြစ်နေတာလဲလို့မေးလိုက်တယ်။မီးရဲ့စကားကိုကြားတော့ခွေးက ကျွန်ုပ်တခင်ကကျွန်ုပ်ကိုတပ်ဖို့စီစဉ်နေတာနဲ့ကျွန်ုပ်ထွက်ပြေးလာခဲ့ရလို့မော်ပန်နေတာပါကျွန်ုပ်ငယ်ရွယ်စဉ်ကတော့ကျွန်ုပ်ဟာတခင်နဲ့အတူအမဲလိုက်ရာမှာလိုက်ပါနိုင်ခဲ့တယ်ကျွန်ုပ်တခင်ကိုကူညီနိုင်ခဲ့တယ်အခုကျွန်ုပ်အိုမင်းမဆွမ်းရှိလာတဲ့အခါအမဲမလိုက်နိုင်တော့လို့ကျွန်ုပ်တခင်ကကျွန်ုပ်ကိုမလိုတော့ဘူးလေအခုကျွန်ုပ်ဘလို့လှုပ်ရှားတော့နေထိုင်ရမလဲဆိုတာကိုတော့မသိတော့ပါဘူးလို့ပြောကြတာပေါ့ထိုအခါမိကဒါဖြင့်ကျွန်ုပ်နဲ့တူလိုက်ခဲ့ပြီတော့ကျွန်ုပ်လဲကျွန်ုပ်ရဲ့တခင်စီကထွက်ပြေးလာခဲ့တဲ့သူပါ အခုကျွန်ုပ်ဟာအိုမင်းလာတဲ့အတွက်အရင်လိုအသီးနှံအိတ်တွေမတည်နိုင်တော့ဘူးလေကျွန်ုပ်သခင်ကကျွန်ုပ်ကိုဆက်ပြီးဘဲကျွေးမွေးထားချင်တော့မှလေဒါကြောင့်ဗရီမီမျိုးကဂီတသမားတယောက်ဖြစ်အသက်မွေးဝမ်းကြောင်းပြုဖို့ထွက်လာခဲ့တာပဲတင်ကျွန်ုပ်နဲ့လိုက်ခဲ့ပါကျွန်ုပ်ကစောင်းတီးမဲမိရှေကဘုံတီးပေါ်မဟုတ်ဘူးလားလို့ခွေးကိုပြောလိုက်တယ်မိရဲ့စကားကိုခွေးကသဘောတူလိုက်တယ်အရင်နောက်သူတို့နှစ်ယောက်ဗရီမီမျိုးကိုထွက်ခွာလာခဲ့ကြတယ် လမ်းခရီးမှာမြင်းနဲ့ခွေးဟာလမ်းမေးမှာထိုင်နေတဲ့ကြောင်ကောင်နဲ့တွေ့ဆုံပြီးရေးကြောင်ကမျိုးငယ်နေတာပေါ့မြီးကကြောင်ကိုတင်မာလို့မှိုင်းတွင်နေရတာလဲလို့မေးမြန်းလိုက်တယ်။ကြောင်ကကျွန်တော်အိုလာပြီဖြစ်တဲ့အတွက်ကျွန်ုပ်သွားရီဟာအရင်လောက်မထက်တော့ဘူး။ဒါကြောင့်ကြွက်ဖမ်းမှုတိတ်မလို့တော့ဘူး။ကြွက်ဖမ်းမှုတက်မီးမို့ဘေးနာမှာလဲလျောက်နေတာကများနေပါရဲ့။အရင်ကတော့ကြွက်တွေကိုအများကြီးဖမ်းပြီးခဲ့တာပေါ့ဗျာ။ အခုကျွန်ုပ်ကြွတွေကိုဖမ်းမပေးနိုင်တော့လို့ကျွန်ုပ်သခင်အင်းရှင်မကြီးကကျွန်ုပ်ကိုရေထဲနဲ့တက်ဖို့ကြံစီရယ်လေဒါကြောင့်လဲကျွန်ုပ်ထွက်ပြေးလာခဲ့တာပေါ့အခုတော့ကျွန်ုပ်ဘလို့စားတော့နေထိုင်ရမယ်ဆိုတော့မသိသေးပါဘူးဗျာလို့နှိုးငယ်စွာနဲ့ပြောဆိုပြန်နေမိကလည်းဒါဖြင့်ကျွန်ုပ်တို့နဲ့လိုက်ခဲ့ပါကျွန်ုပ်တို့နှုတ်ဦးဟာလဲကျွန်ုပ်တို့အရှင်သခင်တွင်စီကထွက်ပြေးလာတဲ့သူတွေဖြစ်ပါတယ်အခုဖရီမီမြို့ကိုဂိဒသမားတွေလို့ကိုသွားမလို့ထွက်လာခဲ့ကြတာပါ မိတ်ဆွေကတချင်းဆိုပေါ့လိုက်မယ်မဟုတ်လားလို့ပြောလိုက်တယ်။ကြောင်ကလည်းသဘောတူလိုက်ပြီးသူတို့သုံးဦးသာပရိမေမျိုးကိုထွက်ခွာလာခဲ့ကြတယ်။မကြခင်မှာပဲသူတို့ဟာရာမီချန်တချန်ကိုရောက်ရှိလာခဲ့ကြတယ်။ချန်စီယိုပေါ်မှာစက်ဖတကောင်ထိုင်နေတာကိုတွေ့ရတယ်။စက်ဖကအတန်ကုန်တုံလျက်ရှိတယ်။မိကစက်ဖကိုမိတ်ဆွေတော်လာကြလားကျွန်ုပ်တို့နားကွဲတော့မယ်။တင်ပါဖြစ်နေရလဲလို့မိတာပေါ့။ချိုအခါစက်ဖက ကျွန်ုပ်သခင်ကတနင်္ဂနွေနေ့မှာဧည့်သည်တွေကိုညစာကြွေးဖို့ရှိတယ်။ကျွန်ုပ်ရဲ့သခင်မကဧည့်သည်တွေကိုကြက်ဆွပြုံနဲ့တဲခင်းအခမ်းမယ်လို့ပြောနေတယ်၊စီမံနေတယ်။မနှက်ပြန်ဆိုရင်ကျွန်ုပ်ဆုတ်ပြုတ်ဖြစ်ပြီးကျွန်ုပ်ကိုတက်ပြီးဆုတ်ပြုတ်လုပ်ကြတော့မယ်။ဒါကြောင့်ကျွန်ုပ်ရဲ့နောက်ဆုံးအချိန်အဖြစ်အတန်ကိုအစွမ်းကုန်မြင်ပြီးတော့ဝမ်းနဲ့ကြေခွဲစွာတွန်ကျူးနေခြင်းဖြစ်ပါတယ်လို့ပြောဆိုရင်းမြည်ကလည်းဒါဖြစ်မပူပါနဲ့တော့တင်တယ်ဖို့မလိုတော့ဘူးကျွန်ုပ်တို့နောက်ကိုလိုက်ခဲ့ ကျွန်ုပ်တို့ဗရီမင်မျိုးမှာဂီတသမားသွားလောက်ကြမလို့တဲ့အတန်ကတိတ်ကောင်းနေကျွန်ုပ်တို့ကိုကူညီနိုင်လိမ့်မယ်လိုက်မယ်မဟုတ်လားလို့မေးလိုက်တယ်။ကျက်ဖာကြီးလည်းမြင်းရဲ့စကားကိုသဘောတူပြီးလေးဦးသာဗရီမင်မျိုးကိုရှေ့ရှုထွက်လာလာခဲ့ကြတယ်။သူတို့လေးဦးဟာခရီးဆက်လက်ထွက်ခွာလာခဲ့ရင်မှောင်လာပြီဖြစ်တာကြောင့်ညာဘက်တော်ရဲမှာတညတာအိတ်ဆက်ဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။မြင်းနဲ့ခွေးကတပင်ချင်းမှာလဲလျောက်နေကြောင်ကအနေဆုံးတစ်ကိုင်းပေါ်မှာနေရယူတယ်။ တပ်ဖွဲ့ကတော့အမြင့်ဆုံးတိုက်ကိုင်းထိတ်ကိုပြန်တက်နေရယူတာပေါ့သူနေရကသူ့အတွက်လုံခြုံစိတ်ချရတဲ့နေရလို့ယူဆတယ်လေသူတို့မအိပ်ဆက်ခင်မှာပဲတပ်ဖွဲ့ကတပင်အမြင့်မော်ကနေပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်တယ်သူအခါအဝေးတနေရကနေအလင်းရောင်လေးတစ်ခုကိုတွေ့မြင်လိုက်ရတယ်တပ်ဖွဲ့ကမိတ်ဆွေတို့ဟောအဝေးမှာအလင်းရောင်လေးတစ်ခုတွေ့ရဲ့အိမ်တအင်းကအလင်းရောင်လို့ထင်တာပဲဒီကနေတိတ်တော့မဝေးဘူးလို့ပြောတယ်သူအခါမြီးက ဒါဖြင့်အဲ့ဒီကိုသွားရအောင်ဒီမှာအေးရတာမကောင်းဘူးအိမ်မှာဆိုပိုကောင်းတာပေါ့လို့ဆိုပြီးခွေးကကျွန်တော်အတွက်အယူနည်းနည်းလောက်ကပ်ရရင်တော့မဆိုးဘူးလို့ပြောလိုက်တယ်။ဒီလိုနဲ့သူတို့လေးဦးဟာအလင်းရောင်ရှိရာကိုထွက်ခွာလာခဲ့ကြတယ်။တိတ်မကြခင်မှာပဲမြေးတွေဖွင့်ထားတဲ့အိမ်ကြီးတိအိမ်ကိုရောက်ရှိလာတယ်။ဖရင်ပေါက်ကနေအပြင်ကိုမင်းလင်းရောင်လေးဖြတ်ထွက်နေတာပေါ့။မြေးကအရက်ရှိတဲ့သူဖြစ်တာကြောင့်ဖရင်ပေါက်ကနေအထဲကိုလှမ်းကြည့်လိုက်တယ်။ထိုအခါစဖာကမြေးကို မိတ်ဆွေမီးတို့ကြီးခမည်းကြီးနေတာဗာမြင်ရတယ်လို့မိတယ်။မီးကလည်းစပွဲပေါ်မှာစားကောက်တောက်ခွေတွေနေပါလား။တရေကြစရာပဲ။ဒီစားစရာတွေကိုစားရရင်တိတ်ကောင်းမှာပဲ။စပွဲပင်နာမှာလည်းဓမြရေထိုင်ပြီးစကားပြောနေကြတယ်လို့ပြန်ပြောတယ်။အဲဒီနောက်သူတို့လေးဦးဟာဓမြရီအိမ်ထဲကနေကြောက်လန့်ပြီးတော့ထွက်ပြေးသွားအောင်ဘယ်လိုလုပ်ရမလဲလို့တိုင်ပင်ကြတာပေါ့။နောက်ဆုံးသူတို့အကြံတစ်ခုရသွားတယ်။ဦးစွာမိကသူ့ရဲ့ရှိခွာကိုဗရင်မောက်ခုံပေါ်ကိုတင်လိုက်တယ် ခွေးကမီးရဲ့ကြောပေါ်တက်လိုက်တယ်။ခွေးရဲ့ကြောပေါ်ကိုကြောင်ကခုံတက်လိုက်တယ်။ကြောင်ရဲ့ပခုံးပေါ်မှာချက်ဖာကနေရာယူလိုက်တယ်။အဲဒီနောက်သူတို့ဟာအတန်လုံးဝမထွက်ဘဲနဲ့တိတ်ဆိတ်စွာဆောင်ရွက်သွားကြတာပေါ့။မီးကသူ့ရဲ့မိတ်ဆွေတွေကိုခေါင်းညိပြီးတော့အချက်ပေးလိုက်တဲ့အခါအားလုံးကသူတို့ရဲ့အတန်းကိုအစွမ်းကုန်တမ်းမြိုင်အောင်လိုက်ကြတယ်။ညီးကခီပြီးခွေးကဟောင်းကကြောင်ကမိသန်ပြီးစက်ဖကတော်နာပုံး အားလုံးသောအတန်တွေစူပါမီလိုက်တဲ့ခါမှာတော့အလွန်ကြောက်စရာကောင်းတဲ့အတန်ကြီးထွက်ပေါ်လာပါလိမ့်ရောသူတို့လေးဦးဟာကြောင်မဖွဲအတန်ကြီးကိုပြုတ်လုပြီးတဲ့နောက်ပရင်းမောက်ပန်တကာကိုထိုးဖောက်ပြီးအခန်းထဲကိုတဟုန်လုံးဝင်ရောက်သွားကြတယ်။သူတို့ကိုမြင်တော့ဓမြတွေလည်းကြောက်လန့်တကြားတောရဲကိုထွက်ပြေးကြတာပေါ့။မြီးခွေကြောင်နဲ့ကြက်ဖားတို့လည်းစပွဲပေါ်မှာရှိတဲ့စားတော့ဖွဲရီကို အားရပါးရစားတော့ကြတယ်။ စားတောက်ခွဲရာတွေကိုအဝအပြဲစားတောက်ကြပြီးတဲ့နောက်မီးမိတ်ပြီးတော့အိတ်ဆက်အနားယူလဲလျောက်ကြတဲ့မီးကခြံထဲမှာရှိတဲ့ကောက်ရိုးပေါ်မှာလဲလျောက်လျက်ရှိပြီးခွေးကတကားနားမှာခွေနေတယ်။ကြောင်ကမီးပေါ်နားမှာနားနေတယ်။ချက်ဖကမင်းနဲ့ချက်ထုတ်တန်းပေါ်ဝင်နေတယ်။သူအချိန်မှာပဲဓမြတွေကသူတို့ရဲ့အိမ်အနီးကိုချင်းကပ်လာခဲ့ကြပြီးအချိန်လေးကိုစောင့်ကြည့်နေကြတာပေါ့အိမ်ထဲမှာမီးရောင်မရှိတော့တာကိုတွေ့လိုက်ရတယ်။ညသကောင်ကျော်အချိန်ကိုရောက်ရှိနေ၍တိတ်ဆိတ်ငြိမ်သက်နေတယ် ။ခမရတွေဟာကြောက်စိတ်မပြေကြသေးပါဘူး။ခမရကောင်းဆောင်ကငါတို့ကြောက်ကြလို့မဖြစ်ဘူး။ကြောက်စိတ်တွေကိုဖဲခွာပြေးရမယ်လို့ဆိုပြီးသမ ्या တယောက်ကိုအင်ကြီးစီကိုတွားရောက်ပြီးအချိန်လေးကိုချိန်ခိုင်းတယ်။သမ ्या လည်းအင်ကြီးစီကိုဖြင်းညစွာချင်ကပ်သွားတယ်။အင်ငယ်ကဘာတမ်းမှမကြားရဘူး။သူကသူ့ယူဆောင်လာတဲ့ဖျောင်းနိုင်ကိုမီးထွန်းမှုမီးဖို့ချောင်းလေးကိုဝင်သွားတယ်။သမ ्या ဟာအမောင်ထဲမှာကြောက်မျက်လုံးနှစ်စုံကိုတွေ့သွားတယ်။သူကကြောက်မျက်လုံးကိုလုံးဝမထင်ပါဘူး။ မီးဘိုးထဲမှာမီးဆွဲပြီးညီရဲနေတဲ့ကြောင်မီးသွေးတုံးနှစ်တုံးလိုထင်မှတ်လိုက်တယ်။သူကကြောင်မီးသွေးကိုဖျောင်းနိုင်မှာမီးတို့ဖို့အတွက်လက်လန်းလိုက်တဲ့ချိန်ကြောင်ကရှူရှူရှာရှာအော်မီပြီးတော့ဓမြမျက်နာကိုခုံအုပ်ပြီးမျက်နာကိုကုတ်ချလိုက်တယ်။ဓမြလည်းကြောင်လန်တကြားနဲ့တကားစီကိုပြေးလာတော့ခွေးပေါ်ကိုပြုတ်ကြသွားပါလေရော။ထိုအခါခွေးကဓမြရဲ့ခြေထောက်ကိုတအားကိုက်လိုက်တယ်။ အရင်နောက်အခန်းထဲကကျောင်းလင်တကြနဲ့ခြေထော့နေထော့နေနဲ့ပြေးထွက်လာတဲ့ဓမြကိုအပြင်ကအတင်းဆောင်နေတဲ့မြီးကနောက်ချိန်နဲ့ကန်ထုတ်လိုက်ပြန်တယ်။စူညံနေတဲ့အတန်တွေကြောင့်ထုတ်တန်းပေါ်မှာအိပ်ပျော်နေတဲ့ကြဖားကနိုးလာပြီးဆူဆူဝါဝါအော်မီပြင်းစင်းလာတဲ့ဓမြနောက်ကိုလိုက်ပြီးတော့နှုတ်သီးနဲ့ထိုးစေပြန်တယ်။ဓမြဟာအလွန်ကြောက်ရွံ့ထိတ်လန့်စွာနဲ့သူ့ရဲဘော်ရီရှိယာကိုထော်နှင်းထော်နှင်းနဲ့ပြေးသွားတာပေါ့။ဓမြရေထံကိုရောက်တော့ဓမြကောင်းဆောင်ကသူ့ကိုဘလို့ဖြစ်လာခဲ့တာလဲလို့မေးတယ်။ သူကလည်းကြောင်းလန်တကြားနဲ့အိုးဆရာရဲ့အိမ်ထဲမှာဆုံးမကြီးရှိရဲ့ဆုံးမကြီးကကျွန်တော်ကိုရိုက်ပုတ်ပြီးကျွန်တော်မျက်နှာကိုသူ့လက်သေးရှိကြီးတွေနဲ့ကုတ်ချက်ပါရဲ့တကားနောင်နာမှာရက်တဲ့ဓားနဲ့လူတယောက်ကလည်းကျွန်တော်ရှောက်ကိုဓားကျုံနေထိုးပါရဲ့ကျွန်တော်လည်းကြောင်းလန်တကြားနဲ့အိမ်ထဲကထွက်ပြေးလာတဲ့အခါခြံထဲမှာအလွန်ကြီးမားတဲ့သရဝါကြီးတစ်ကောင်နဲ့တွားတွေ့ပါရဲ့အဲ့ဒီသရဝါကြီးကကျွန်တော်ကိုသူ့ရဲ့တသားထုတ်ကြီးနဲ့ရိုက်ပြန်ပါရဲ့ အဲ့ဒီအခါခေါမိုးနားမှထိုင်နေတဲ့တရားသူကြီးကငါစီကိုဓမြတွေခေါ်လာခဲ့လို့ပြောပါတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းအပြေးထွက်လာခဲ့ရတာပါလို့ညင်ညူပြီးပြန်လည်ပြောကြတာပေါ့။ထို့နောက်ပိုင်းမှာတော့ဓမြတွေဟာအင်ကြီးအနီးကိုလုံးဝမကတ်ကြတော့ပြန်မလာကြတော့ပါဘူး။မိခွေကြောင်တဲ့ချက်ဖားတို့ကလည်းအင်ကြီးထဲမှာပျော်ရွှင်ချမ်းမြေ့စွာနဲ့နေထိုင်ကြတယ်။သူတို့ဟာဗရီမေမြို့မှာတဲခီသားသမားအဖြစ်အသက်မွေးဝမ်းကြောင်ပြုမဲ့အစီအစဉ်ကိုရုပ်သိမ်းလိုက်ကြပါတော့တဲ့ကွယ်။ ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။